မင်္ဂလာပါဒီနေ့တော့အချင်းရဟင်းလေးပဲချက်ပါတယ်ဈေးသွားတော့ကကရင်ငါးကိုသွားရှာတာအကြီးကိုရှာတာရခဲ့တော့အခုမြင်တွေ့နေရတဲ့အဲ့အဲ့လိုအရွယ်တော်လေးတွေပေါ့လေဒီလိုစိုက်လေးတွေကလည်းတွေ့ရခဲ့ပါတယ်အဲအဲ့တော့အဲ့ဒါလေးယူခဲ့လိုက်တယ်ယူခဲ့ပြီးစဉ်းစားလိုက်တော့ကြော်ပြီးတော့ပဲအချိုချဲကောင်းလားစဉ်းစားတယ်အကောင့်သေးတော့လည်းကြော်မနေတော့ပါဘူးဆိုပြီးတော့အချင်းဟင်းလေးပဲချက်မယ်ဆိုပြီးတော့အမှန်တော့အိမ်မှာကမော်လာဦးကတက်တက်ပြီးတော့ရှင်မုံညင်းဖြူ မုံညင်းပြီးတော့တက်တက်ရှိနေရပါတော့ဝယ်ထားတာကြောပဲပေါ့ဗျာဆိုတော့ဒါပေမဲ့အော်အဲ့မထူးပါဘူးအရွက်ကလည်းပါမစားကျင်တော့ဒီမုံလာဥနဲ့မုံညင်းပြူနဲ့ရောတမလိုက်မယ်ဆိုပြီးတော့အဲနှစ်ခုပေါင်းပြီးတော့အချိန်ဟင်းလေးချက်လိုက်တဲ့သဘောပေါ့နော်အဲ့တော့စီတက်တဲ့နေရာမှာတော့ဗာထဲလိုက်လဲဆိုတော့ကြက်သွန်အဖြူရဲ့အဲကြက်သွန်ဒီရငယ်သည်အစိမ်းမှုရဲ့ပါပဲစီတက်တယ်ပြီးတော့မှအရေးလေးနည်းနည်းလေးပြအောင်ခဲညင်သီးလေးထည့်လိုက်တယ်နောက်ပြီးတော့မှငရုတ်သီးစိမ်း အရှိဘွားအပွားတော့ပေါ့နော်အဲ့ဒါလေးပါထည့်ပြီးစီးတက်လိုက်ပါတယ်နားတော်မြင်တဲ့အတိုင်းပဲအရာတာဝင်အောင်ခက်စစ်စစ်ကလေးမှုန်းထားလိုက်တယ်ဟိုတန်းတို့ page မှာရတဲ့ order say ဟင်းချိုမှုတ်အဲ့ဒါထည့်တယ်စားထည့်တယ်ငံပြားကြီးထည့်တယ်စွန်းနမုတ်နဲ့တေးချနေပြီးတော့မှအူတာစီးတက်လိုက်တယ်ပေါ့လေစီးတက်တော့လေစီးတက်တဲ့ခါမှာအငီးနံလေးပြောက်သွားအောင်မှွေးလာအောင် စီးတက်လိုက်ပါတယ်စီးတက်ပြီးတဲ့တကာလာတော့ဟိုတန်းကဆော့ဆော့အဲထဲ့မယ်လို့ပြောထားတယ်မုံလာဦး เนาะသူတော့အရှိလိုက်ကလေးလှီထားတယ်မုံလာဥနဲ့အဲမုံညင်းဖြူဟိုလေအရွက်တရားလာထုံးစံတိုင်းပဲရေသေးချာစစ်စစ်ပြီးတော့မှเนาะရေညှစ်ချပြီးတော့မှအဲမုံလာဥရောမုံညင်းဖြူရောထည့်လိုက်ပါတယ်ပြီးတဲ့အခါမှာတော့ငါးအောင်မကတ်အောင်တော့ဟိုဒီနည်းနည်းပါးပါးရွှေရှောင်းလေးပေါ့เนาะလှုပ်လိုက်ပြီးတော့ရွှေနှွေးတော့မဟုတ်ရေเนาะထည့်လိုက်တယ်ထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့မှစချလိုက်ပါတယ် ဥနိုင်ကဟင်းချက်ပြတဲ့ခါမှာအသုံးပြုတယ်ဒီစတီးတယ်ဟိုပေါ့နော်စတီးတယ်ဟိုမေးလိုက်ရင်ငိုချင်သွားမယ်နော်တတန်း20ကျော်လောက်ရှိပြီနော်အဲ့တော့အာစတီးတယ်ဟိုကဘာတစိမ့်လဲဆိုတော့ seagull တစိမ့် seagull နော်အာ zebra တွေပဲအခုရှိသေးပဲဆိုလို့ရှိရင်လည်းအဲ့မှာလည်းရှိပါတယ်ဒါတွေကနော်အဓိကစတီးတယ်ဟိုပဲ3 3ဘာပဲ3 3 မီးရအောက်ကနေပုံမှန်လေးညှိတတ်ဖို့လိုတယ်မဟုတ်ရင်တော့တူးချစ်ကုန်မှာပဲအကုန်လုံးကစတီးဆိုတော့ပိုတူးတာပေါ့လေအဲ့လိုမျိုးမတူးကျင်တော့နန်စတစ်ကိုသုံးပေါ့ဒါတော့စတီးတယ်ဟုတ်ပါနော်အစီကတစိမ့်ဖြစ်ပါတယ်အဲ့တော့ဒီမှာကဥဆိုရင်ဆူလာပြီနောက်အသီးနှံတွေများတဲ့ခါမှာအရသာလိုမယ်အရသာလိုတဲ့တည်းမှာလိုအပ်တာချုံငန်ထည့်မယ်အဲမကြီးနှစ်ကလေးထည့်ပါမယ်မကြီးနှစ်လေးထည့်ပြီးတော့မှ မှွေမဲ့ပေါ့အရသာလုံးဝထိမိနေဖို့လိုတယ်ငားကြီးကတခါလေစားလိုက်တဲ့ခါမှာပြုတ်ဖက်ကြီးဖြစ်မနေဘူးပေါ့နော်ဒီအချင်းဟင်းတို့ဘာလို့ဒီမှာထက်လိုက်တဲ့ငားတွေကအသားတွေကတကယ်ကြီးအရသာထိမိနေအောင်မထည့်ရင်စားကြည့်လို့ရှိတာပြုတ်ဖက်ကြီးဖြစ်နေတယ်လေအဲစားလို့မကောင်းအဲအရသာတွေထိမိနေအောင်ထည့်မယ်အရသာတွေ okay မှာစိုးပြေသွားပြီဆိုလို့ရှိရင်တော့နောက်ဆုံးအနေနဲ့ရှမ်းနန်နန်လေးအုပ်လိုက်မယ်အဲဒါဆိုလို့ရှိရင်ဦးနေဒီလေးချက်ပြတယ်ကကရစ်အချင်းဟင်းလေးပြီးတော့ပါပြီခင်ဗျအားလုံးလည်းသဘောကျလိမ့်မယ်လို့ပြောလဲပါတယ်ဘောဒဇေဟင်းချုံမို့ 1 kg 63ကျပ်သားပါမယ်ဈေးနှုန်းကဘယ်လောက်လဲ9300လက်လီလက်ကားเนาะဒါပဲဒါပဲရှိတော့မယ်အဲ့တော့အဲ့နေရီကအားပေးတဲ့သူတွေကတော့ငွေကြိုလွှဲရမယ်เนาะရန်ကုန်ကတော့ cash on delivery ဖြစ်ပါတယ်ခင်ဗျာဟင်းချုံမုတ်เนาะနည်းနည်းလေးထဲရတယ်အရသာထိထိမိမိနဲ့ကောင်းမွန်စေမယ်ဟင်းချုံမို့ဖြစ်ပါတယ်ဟင်းချုံမို့နဲ့ဓာတ်တဲ့တွေအကုန်စားတော့ဘာမှမဖြစ်ဘူးအဲတွေ့တွေ့စီကြောက်ကက်ရှိတွေလည်းစားလို့ရတယ် ်ယောဂါကိုတွားပြီးတော့မှထိုက်ပြီးတော့ပို့ဆိုးစီတာမျိုးမရှိဘူးเนาะယောဂါတက်တက်ဒါတက်တက်ဘာမှမဆိုင်ဘူးအဲ့တော့ဟင်းချုံမို့မရှိရင်ဟင်းမဖြစ်တဲ့သူတွေယူထားနိုင်ပါတယ်ခင်ဗျာဒါကတော့အာဂျီနိုမိုတိုကော်ပဏီကထုတ်တဲ့ Rose Tea တစ်စိတ်ကြက်သားမုတ်ဖြစ်ပါတယ်ဒီကောင်က 100g เนาะအခုဆို 100g အပူပိထားအတွက် 900g တော့ပါသေးတယ်เนาะဈေးနှုန်းလေးကကျတော့2900 2900ဒီမှာကကျတော့400 gram အထုပ်သေးဖြစ်ပါတယ်။ Ajinomoto company เนาะဒါ Thai made ဖြစ်ပါတယ်။ Rose ဒီစိတ်ကြက်သားမုတ်ကျော်လော်ပုတ်ကင်ပြုတ်နှက်အကုန်ထည့်လို့ရမယ်။ဒီကောင်ကကျတော့400 gram မှာဈေးတော့ကကျတော့အဲ1000နဲ့မှ900နော်ဒါလေးလေးရအောင်မယ်စူပါကြိုက်တဲ့သူတွေကစူပါကာလာ300ရအောင်မယ်နော်အနီအစိမ်းအပြာရမယ်နော်ဒီကောင်အထဲမှာ25ဒုတ်ပါမယ်ဆိုတော့ဈေးနှုန်းက2000နဲ့မှ2000ပဲ နော် Thai Super ဖြစ်ပါတယ်။ပြီး Nest တိုက်တဲ့သူတွေကတော့ Nest ပေါ့လေ။ Nest က28ထုတ်ပါမယ်။ဈေးနှုန်းက2000-9000 Nest Blend and Brew 3-in-1 များဖြစ်ပါတယ်နော်။ခေစားနေတဲ့ copyco copyco ကြိုက်တဲ့သူတွေအတွက်ကဒီကောင်ကအထက်မှာကအထုပ်20ပါမယ်အထုပ်20ပါမယ်တထုပ်ထုပ်ကလည်းသူက grand jay များတယ်เนาะသူကဈေးနှုန်းကကြတော့1000နဲ့မှ9000ဖြစ်ပါတယ်ခင်ဗျာ copyco thai 3 in 1ဖြစ်ပါတယ် အဲကော်ဖီအမောက်ကြီးပဲသီးသန့်လို့ကျင်တဲ့သူတွေကတော့ Nescafe Red Cup ဖြစ်ပါတယ်။ Canon နှစ်ထပ်ပါဝင်မယ်။စုစုပေါင်းလေးကျန်400 gram ဇင်းတော့ကကြတော့9000နဲ့မှ9000။နောက်ဒါကကျတော့ Espresso Roast တပူလုံးရဲ့လေးကျန်360 gram ပါမယ်။နော်ဇင်းတော့လေက9000နဲ့မှ9000ဖြစ်ပါတယ်။ကျန်းမာရေးအတွက်တောက်တဲ့အသီးအရအဟာရမှုတ်ပေါ့။နော်ဒါဂျပန်ဖြစ်ပါတယ်။ DX နောက်တစ်ခါကျတော့143မျိုးအသီးရောအရွက်ကဂျုံမျက်နှုပါဝင်တယ်143မျိုးနောက်ကျမ်းမာရေးတဲ့တောက်တာ detox ပေါ့သွားတော့24ကွက်စာပါမယ်ဈေးနှုန်းလေးက2000နဲ့မှ8000ဖြစ်ပါတယ် sensorine သွားတဲ့ဆေးကတော့ဒါ thymate 160 gram ဖြစ်ပါတယ် whitening ရမယ် deep clean ရမယ် fresh paint ရမယ် gum care ရမှာဖြစ်ပါတယ်เนาะသူကဈေးနှုန်းကကျတော့3000နဲ့2000ပါခင်ဗျာ ဂျပန်သပင်စိုးစေးဖြစ်ပါတယ်ဒီကောင်ကနံပါတ်6ရအောင်မယ်နော်4000နံပါတ်5000เนาะအနက်ပေါ့အနက်ရောင်ဖြစ်ပါတယ်ထိုင်းဆော်မဲတွေလည်းရအောင်မယ်တထုပ်ကို9000ပါခင်ဗျာသူက gold brown ရမယ် dark brown ရမယ်နောက်အနက်ရောင်ရမှာဖြစ်ပါတယ်အဲဒီဓာတ်ဆက်ကလေးကတော့အခုမြင်တွေ့ရနေသလိုပဲ9မျိုးပါမယ်နော်ပုံစံဖော်တာလေးပါမယ်အကြီးကွန်ခွာတာပါမယ်ဒါက3မျိုးပေါ့နော် အဲ့ဒါက2000ပါခင်ဗျာကဲအားပေးနေကြတဲ့အစားတိုင်းမှာချက်ရတော့သူဦးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ